လိုရှူတော့ရေနော်ရှီဒယ်လီဗလော့လို့ပြောရတာလည်းပြီးနေပဲတွဲမြင်ပြီးတော့မှထင်ပါတယ်။ဘာလို့လဲဆိုတော့ပြီးဗလော့ပဲတင်နေလို့လေပြီးပဲရောက်နေအောင်ဒီတစ်ခေါက်ပြီးဗလော့လေးမှာတော့အရင်ပြီးဗလော့နဲ့မတူဘဲနဲ့နေရာဆောင်အောင်ပို့ပေးပြီးတော့ပြီးရဲ့အထင်ကရအစာတောက်တွေကိုသွားစားပြမှာဖြစ်ပါတယ်။ရန်ကုန်ကလူတွေရန်ကုန်နဲ့အဝေးကြီးလည်းမသွားချင်ဘူးခရီးလည်းထွက်ရှင်လို့ရှိရင်ပြီးမြို့လေးကို recommend ပေးပါရနော်။ ဘလော့စတင်ခြင်းအနေနဲ့ prefer အဖြစ်တိုက်ကြီးစေးနာကစီကြဆိုင်မှာဖဲသားစီကြစတားစီကြတော့ဆားပါတယ်တိုက်ကြီးဆိုတာကလည်းပြီးသွားရလမ်းပါပဲလေကဲဒါဘယ်ရောက်နေရလဲဆိုတော့အင်းမပါပါအင်းမနဲ့ဝင်ဝင်နေရပါတော့တလာပိုင်းဝင်လိုက်ဒီဆိုင်မှာပဲဝင်ဖြစ်ပါတယ်အမျိုးနဲ့အသည့်ဆိုတာဘယ်လိုလဲတော့ဒီဆိုင်အင်းမအကျော်လေးပါပါအင်းမလည်းကျော်လာပါရှင်ဘာလို့ ရှင်ဟဲ့ပြောဝတ်တိုးရထင်တာပဲမှန်တယ်ဘူးရှင်ဟွိအဲ့တော့လေတွားရင်တွားရင်လည်းငါးဝဲလောက်ကနေထွက်လာတဲ့ခရီးစဉ်လေးကဆယ်ခွဲလောက်မှရွှေနဲ့နောင်ဖျားရောက်သွားပါတယ်။အော်မိန်းနော် ာရှင်နဲ့တော်သေးသေးကနေမြင်တွေ့ရတဲ့ view လေးဖြစ်ပြီးတော့ဒါကတော့ရှင်နဲ့တော်သေးသေးအောက်မှာရှိတယ်။ဝင်ကဘာပဲဖြစ်ပါလေအရှင်ရရင်ဝင်ပတ်လို့ရတယ်နော်။ဒီဖျားမှာအချိန်ဆုံးကတော့မုန်းလက်ဆောင်ပါ။မုန်းလက်ဆောင်ဖတ်တရလေပုံမှန်တခြားနေရာနဲ့မတူဘဲနဲ့အဖက်ကြီးကြီးနဲ့ဆားလို့ရမ်းကောင်းပါလေ။တော်ကမုန်းလက်ဆောင်ဖတ်တယ်။တော့အချိန်ရတဲ့ခါပြောတယ်ဒီမှာ။ဒါနဲ့သူတို့သာရှိအခုချိန်ကာလတွေမှာဒီရောက်ခဲ့လို့ရှိရင်နှဝရီလောက်အဲ့တော့ကြောင်းမကောင်းပါဘူး။ မတော်ပဲနဲ့နဝရီရာကြပြီးတော့အရာမဝေးတဲ့ကြီးရွှေပုံသာမှုလေးကိုပဲဝေဖူးခဲ့ပါတယ် ြည်မြို့ရဲဝင်တော့နီးလဲစားပမာစားမှမတိရနဲ့အဲရမျိုးခန့်နေညုံမိလိုက်တဲ့မေရုပ်ကမြမတမင်းနဲ့တေုပ်စားစားဆိုင်မှာပဲစားပြုတ်ရိုင်းနော်ရှီရတော့ဗနေရဲ့ရောက်ကြကြပါကြကြပါရဘွားရဲ့အေးချက်မှာဟုတ်ကဲ့တမင်းစားပြီးအနားယူနေတော့ရှီရဟိုတယ်ရောင်းထဲမှာကဝါဟို၆တိ၆၆တိတော့မှမမေကဘာယူခိုင်းလို့လည်းမသိဘူးခိုင်းလို့၆ပြတ်သွားပါတယ် ပြည်ရောက်လို့ရှင်လေဒီ UNESCO စာရင်းဝင်တဲ့နေရာကြီးကိုမရောက်မဖြစ်ပါဒီကြောက်ပြားကြီးကိုမတွေ့ရပြည်ရောက်တော့မစုံနိုင်လို့အဲ့ဝဲထပ်သွားပြခဲ့ပါတယ်ရှီရိုတောင်းကတုံးဖန်လောက်အောက်ချောင်းကတော့အခု3လပိုင်း28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်းတန်းကြောင့်ဒီလိုဖြစ်သွားခဲ့ပါပြီတဘာဝဘေးကြောင့်လူလုတ်ဘေးကြောင့်ရှီဟောင်းဝင်နေနေရာပျက်စီးဆုံးရှုံးတာတော့တိတ်ကိုနှမျောဖို့ကောင်းတာပေါ့နော် ရလို့ရှိရင်ပြည်မျိုးရဲ့အတိအကျဖြစ်တဲ့ပြည်ပလာတာကိုလည်းစားခဲ့ဖို့မမေ့နဲ့နော်။ရှီကတော့အီချာကွင်းလေးနဲ့ပါရောစားခဲ့ပါတယ်။ပြည်မျိုးရဲ့နေဝင်ချိန်စီးတာကိုအယောရီမြင့်နှစ်ပေးမှရှိတဲ့ပြည်ကမ်းနားမှာပဲချိန်ခဲ့ပါတယ်။ရှီကပြည်မျိုးရဲ့နေဝင်ချိန်ကိုလည်းမင်းကြီးတောင်မှာချိန်ခဲ့တာ။ကြီးဖို့တော့လည်းမင်းကြီးတောင်သွားရင်လည်းရောက်နေပြီကွာ။အဲဒီမျိုးကန်နေရအခုချိန်မင်းကြီးတောင်မှာသွားနေမင်းကြီးတောင်မှာပပယာရည်လုံးနေဘာရတရကြီးရှိရဆိုတော့လည်း ဒီ ਉਹ ပဲလာပြေးကြီးခဲလိုက်ရပါတယ်အဲ့ဒီတော့ဟိုလဲလွတ်ဒီလဲလွတ်သွားတလို့ဖြစ်တယ်ပေါ့နော်နေဝင်ချိန်ကိုတိတ်မမီလိုက်ပါဘူးနေဝင်ချိန်အလားနဲ့အတူဖီဖေဆာနောက်ဖရားကိုရောက်ရှိလာခဲ့ပါပဲဒါကတော့ပန်ထွန်ဘီမရဲ့ဒုတိယမင်းကြီးခေါင်းလောင်းပါ ပြည့်ရှင်ဆန္ဒရဲ့ဖျားကြီးပြေကိုရောက်လို့ရှင်လေဘလို့ခံစားချက်မျိုးခံစားရလဲဆိုတော့ကြိတ်တိုးရောက်နေတဲ့ခံစားချက်ကိုခံစားရပါတယ်။ဘာလို့လဲတော့မသိဘူးပေါ့နော်။ဒီရင်ပြင်းအဲ့လိုကြိတ်တိုးဖိုင်းတဲ့သူတို့လိုမျိုးပဲ။ဒီရင်ပြင်းကနေကြည့်လို့ရှင်ပြည်မျိုးရဲ့ညပတ်အလာအရန်လာမိပြတ်တော့မှောင်တယ်ဘာမှမရတော့အရန်လာအဲ့ဒါပြောတာပါ။အခုကတော့မိသက်ရှိမှရှိရပြည်ထမင်းလုံဆိုင်ကိုရောက်နေပါတယ်။ ပထမတစ်ခေါက်တော့ဒီဆိုင်မှာမရပါအောင်နောက်ကျတော့လို့ပါအခုတော့ပြီလို့ကြည့်ရင်ရစားခြင်းနေပါပြီဖြူမျိုးရောက်လို့ရှင်လဲတိရိတ်တာဆိုင်ဝင်ကောင်းမင်းနဲ့နော်တင်းကြီးအရန်ကောင်းပါတယ်ဒီဆိုင်ကရှိပြီးသားမှလည်းရှိရလို့ကြားတယ်ချီကတော့ဒိုမီနိုပဲဆက်ခဲ့ပါတယ်ဟိုင်းကျွန်တော်ကြာရပါတူ လမ်းရောက်တော့မပြန်ခင်လေးဖြီးရှင်းစံတော်ပဲထပ်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒီဖရားရောက်တိုင်းမနှက်ဘက်ကလုံးဝမရောက်ဘူးတန်းကောင်းရောက်ဘူးလားတန်းကောင်းလောက်အများပဲကြီးဖြစ်နေတော့လေပြရတဲ့ပါလဲခေဆဆကသူ့ဖို့ရရှိခဲ့တဲ့ရှင်ရောက်ပစ္စည်းကိုလေ့လာလို့ရတယ်ဘက်ကစ်ဘက်ကစ်ဆိုရေးထားပါတယ်ပြေရှင်းစံတော့ရေလေကားနဲ့ဆင်းလာမယ်ဆိုလို့ရှင်တော့ငါတကြီးဖျားဘက်ကိုကူးလို့ရပါတယ် အဲ့လိုဖះနှစ်ခုကနေမကူးရှင်လာရှင်လည်းငါထက်ကြည့်ဖះကိုအပြင်လမ်းနဲ့တတက်လျှောက်လာလို့ရပါတယ်။ဒါတော့ဖះရဲ့ရှိမနစာနဲ့မြင်ရတဲ့မြင်ကွင်းမှာလက်ခံနေဆိုတာလက်ခံအရာမထား ဒါကတော့ဖျားနောက်ကျော်ပါเนาะအဲ့တော့ TV ရဲ့ဟိုဘက်ကဘုံတစ်စင်းချင်းတက်ခိုင်းမှတော့လေဒီလက်ဖြစ်ပါတယ်အဲ့ဒီအလုံးမဖြစ်ဘူးเนาะဒါတော့ခိုင်းမှတော့မယ်လာတော့ကစိုင်းကြော်သွားပြီးမစားလိုက်ရတဲ့ရွှေတော်မြို့မှာရှိတဲ့ဥစကရွှေတော်ခေါင်းဆဲဆိုင်ကိုစားပါလေစိုက်မှစားပါတယ်ရွှေတော်ခေါင်းဆဲအရင်အရင်ကောင်းပါတယ်ရွှေတော်ခေါင်းဆဲတိတ်မကြိတ်တဲ့ရှိတော်မှာ ထပ်သွားပြီးထပ်စားခြင်းပဲမူပါဆိုင်ရလေဒီလိုမျိုးခေါင်းအောက်မှာဆိုတော့တော်တော်လေးကိုပျောက်တဲ့အနေထားပေါ့နော်ကားသွားရင်လည်းသိမမြင်ရအောင်အိုဆာကာရှီတောင်ခေါင်းဆဲဆိုင်နားမှာရှိတဲ့ရှင်မျက်မှန်စီတီတော်ကိုလည်းဝင်ခဲ့ပါချစ်ပါဖခင်မျက်မှန်တတ်တာတမျိုးလေးပဲဟာနဲ့ရှင်မျက်မှန်စီတီဖြစ်သွားတာပါ အရင်တော့ပေါင်းတယ်မျိုးမှလေဆွဲတော့ပွဲရပါရှိလို့ရှိရင်ဆွဲတော့လက်ပြမိရပေမဲ့လေအခုလိုမျိုးကရှိတော့လို့လာလေးလာခြင်းတဲ့သူတို့ဒီလိုမျိုးတော့ချောက်လုံးနဲ့ခတ်ထားတော့ဘလို့သွားကြည့်လို့ရမှာလေဗလိန်တော်မပြောပြရပါတော့ဒီမျိုးသွားရဲတခြားရဲ့အနှစ်သာရရှိဆုံးကတော့ဒီလိုမျိုးပေးဆိုင်နေလေပြောင်းမှုတဲ့တွေမြေပဲပြုတ်တဲ့တွေပြီးပုံစံစိနာမယ်အရင်ဆလုပ်ကောင်းလားနန်းပြေရောမြေပဲယူအဲ့ဒါတော့လမ်းတခြားရဲ့အမွေးတက်တွေတည်းတခုပေါ့နော် အပြန်တာကြီးရောက်တော့လောင်းဝစားခဲ့တဲ့ယူမပန်အရှိတာကြီးစီနာဆိုတဲ့စီချက်ဆိုင်မှာပဲစားဖြစ်ခဲ့ပါတယ်။ MDSC နဲ့တာကြီးထွတ်တုံးကလည်းဒီဆိုင်မှာပဲစားရပါအရန်ကောင်းပါတယ်။2024နဲ့2025အကူစနစ်လာပိုင်းကုလောက်ကသွားခဲ့တဲ့ပြည်မျိုးရဲ့ခရီးစဉ်ဘလော့လေးရောအမ်မြန်မာနှစ်ကူပြီးမှပဲတင်ပြစ်သွားတာပေါ့နော်အဆုံးထိကြည့်ပြီးရတူးတယောက်ကြီးစေတာကိုကျေးဇူးတင်ပါတယ်ပလိန်နာလေးတွေကိုလည်းတီးခံပြီးရတဲ့ကျေးဇူးတင်ပါတယ်အားလုံးမတတပါ